ဒီနေ့မှာတော့ကမ္ဘာရှိအလဲပိုင်းဒေတာရဲ့အမြဲတမ်းပောက်ကွဲလူနေနည်းဖြစ်နေတဲ့ရန်ကုန်ကြီးတစ်ခုဖြစ်တဲ့တောင်လဘနော်နယ်စပ်ကဖြစ်ပေါ်နေတဲ့တဲမာမှုတွေအကြောင်းလေလာဆန်းစစ်တင်ပြပေးတော့မှာဖြစ်ပါတယ်။အထူးသဖြင့်အစ္စရေးနဲ့လဘနော်အခြေစိုက်ဟစ်စ်ဘိုလာအဖွဲ့တို့ကြားကပြည်ပခါဟာမကြသေးခင်ရပ်ပိုင်းတွေအတွင်းမှာအချိန်ထက်မှန်မြင့်တက်လာခဲ့ပြီးဒါဟာဒေတာရင်းတည်နေရေးကိုအကြီးအကျယ်ချိန်ချောင်းနေတဲ့အခြေအနေတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီဖြစ်ပျက်တွေအားလုံးဟာအော်တိုဘာလ17ရက်နေ့မှာစတင်ခဲ့ပါတယ်။တောင်လဘနော်ဒေတာရဲ့ကောင်းကင်ဟာပုံမှန်အတိုင်းတိတ်ဆိတ်ငြိမ်သက်နေချိန်မှာ ဘလို့ကြိုတင်သတိပေးကြမှာမရှိပဲအစ္စရေးတိုက်လေယာဉ်တွေဟာလက်ဘလွန်၄ပိုင်းနဲ့ထဲကိုထိုးဖောက်ဝင်ရောက်လာပြီး SLS လမ်းမကြီးပေါ်ကဒူးဖော်ရေးလုပ်ငန်းခွင်တခုကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်အစ္စရေးလေယာဉ်တွေဟာအဲ့ဒီနေရာကိုဘူဒိုသာ6စီးနဲ့ဒူးဖော်ရေးပစ္စည်းကရိယာတိုးတန်းအောင်တခုအပါအဝင်မြေပြင်ပိတ်မှတ်တွေကိုဘုံးဆယ်လုံးကျဲချတိုက်ခိုက်ခဲ့ပါတယ်ပေါက်ကဲတန်တွေဟာအနီးအနားကလူနေရပ်ကွက်တွေအထိပါကျဲလောင်သွားထွက်ပေါ်ခဲ့ပြီးမြေပြင်တခုလုံးတုန်ခါသွားစေခဲ့ပါတယ်ဒီတိုက်ခိုက်မှုဟာပို့ပြီးတော့အငင်းပွားပွဲရာဖြစ်ခဲ့ရပါတယ် ဘာကြောင့်လဲဆိုတော့ကာသာဒေတာမှာအပြစ်ခတ်ရဆေးရေးသဘောတူညီချက်ရရှိထားပြီးအခြေအနေတွေအေးချမ်းသွားတဲ့အချိန်မျိုးမှာဖြစ်ပေါ်လာခဲ့တာကြောင့်ပါပဲဒီတိုက်ခိုက်မှုကြောင့်စစ်ပွဲနဲ့လုံးဝသက်ဆိုင်မှုမရှိတဲ့အရတားပြည်သူတို့ချို့ပါထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်လက်ပနွန်ကျမ်းမာရေးဝန်ကြီးဌာနရဲ့အတည်ပြုချက်အရဒီတိုက်ခိုက်မှုကြောင့်လူတအူးတေဆုံးခဲ့ပြီးနောက်ထပ်9ဦးဒဏ်ရာရရှိခဲ့ပါတယ်တေဆုံးသွားသူဟာဆီးရီးယားနိုင်ငံသားတအူးဖြစ်ပါတယ်သူဟာတည်သည့်တွေဟင်းသည့်ဟင်းရွက်တွေတင်ဆောင်လာတဲ့ကားလေးတစ်စီးနဲ့ဒီနေရာကိုဖျက်ဆီးသွားချိန်မှာတိုက်ခိုက်မှုနဲ့ကြုံတွေ့ခဲ့ရတာပါ သူဟာစစ်ပွဲနဲ့ဘာမှမဆိုင်တဲ့တာမန်အရသားတစ်ယောက်ဖြစ်ပေမဲ့အကြမ်းဖက်မှုရဲ့တားကောင်ဖြစ်သွားခဲ့ရပါတယ်။လက်ဗနွန်တပနာဂျိုးဆပ်အောင်ကဒီတိုက်ခိုက်မှုကို ပြင်းထန်ရှုတ်ချခဲ့ပါတယ်။သူကဒါဟာဘလို့မှကြိုးချောင်းစီလျော်မှုမရှိတဲ့အကြောင်းပြချက်နဲ့အရက်ဘက်အဆောက်အုံတွေကိုရရက်ဆက်ဆက်တိုက်ခိုက်တဲ့ရန်စမှုသာဖြစ်တယ်လို့ပြင်းထန်စွာဆွဆွဲပြောဆိုခဲ့ပါတယ်။အော်တိုဘလာ၁၇ရက်နေ့248လုပ်ငန်းခွင်ကိုတိုက်ခိုက်မှုဟာတီးခြားဖြစ်ရတခုမဟုတ်ပါဘူး။ဒါဟာအစ္စရေးကဟစ်စ်ဘိုလာအဖွဲ့ပေါ်ပြစ်မှတ်ထားတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတဲ့ ဂွင်းဆက်ရဲ့တစိတ်တစ်ပိုင်းပဲဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်ဂျပန်လိုအော်တိုဘားလာ6ရက်နေ့မှာလဲအစ္စရေးရဲ့ဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့်တောင်လဘနွန်မှာဟစ်ဘိုလာရဲ့အရေးပါတဲ့ပုံကိုယ်တော်ဦးဖြစ်တဲ့ဟာဆန်အဝီနဲ့သူ့ရဲ့ဇနီးတို့တေဆုံးခဲ့ရပါတယ်။သူတို့နှစ်ဦးဟာနာပါတီးယေးမြို့ဆောင်ကဇပ်တင်ဒေသမှာကာမောင်းသွားနေစဉ်မှာတိုက်ခိုက်ခံခဲ့ရတာပါ။ဒါဟာအစကတည်းကသူ့ကိုပြစ်မှတ်ထားလောက်ကြံခဲ့တာထင်ရှားပါတယ်။ဟာဆန်အဝီဆိုတာကအစ္စရေးရဲ့အလို့ရှိစီးရင်ထဲမှာပါဝင်နေတာကြားပါပြီ။သူဟာလွန်ခဲ့တဲ့နှစ်ကလည်း ဘုံပေါက်ကွဲမှုကြီးတစ်ခုကနေကံကောင်းထောက်မှသွားလွတ်မြောက်ခဲ့မှုပေမဲ့သူ့ရဲ့အမြင်အာရုံကိုတော့ဆုံးရှုံးခဲ့ရပါတယ်။လက်ဘနွန်ဆိုရကသူ့ကိုဟစ်ပိုလာရဲ့လေးချောင်းရံကာဝေးရေးတပ်ဖွဲ့ရဲ့အဓိကပုဂ္ဂိုလ်တဦးဖြစ်သိထားကြပါတယ်။ Israel စစ်တပ်ရဲ့ထုတ်ပြန်ချက်ကလည်းဒီအချက်ကိုအတည်ပြုခဲ့ပါတယ်။သူတို့ကအဝီဟာဟစ်ပိုလာရဲ့ဖွဲ့စည်းပုံနဲ့မှအလွန်အရေးကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီးလေးချောင်းရံကာဝေးရေးစနစ်တွေကိုပြန်လည်တည်ဆောက်ရေးနဲ့စစ်လက်နက်ပစ္စည်းတွေဝယ်ယူရေးလုပ်ငန်းတွေကိုဦးဆောင်ခဲ့သူဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။ဒါကြောင့် Israel အနေနဲ့သူ့ကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဟာ ဟစ်ဘိုလာရဲ့စည်ရေးစွမ်းရည်ကိုထိခိုက်စေလိုသောမဟာပြူအမြောက်လုပ်ရတစ်ခုဖြစ်ကြောင်းထင်ရှားသွားခဲ့ပါတယ်။ဒီမတိုင်ခင်သတင်းပတ်တွေအတွင်းမှာလည်းအစ္စရေးဟာတောင်လက်ဘနွန်ကဟစ်ဘိုလာဌာနချုပ်လို့ယူဆရတဲ့နေရာတွေကိုအကြိမ်ကြိမ်လေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။အဲဒီတိုက်ခိုက်မှုတွေမှာလည်းဟစ်ဘိုလာရဲ့အရေးပါတဲ့ပုံကိုတချို့ပြစ်မှတ်ထားခံခဲ့ရတယ်လို့သတင်းတွေကြေကြေပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။အစ္စရေးစစ်တပ် IDF ကတော့သူတို့ရဲ့စစ်စင်ရေးတွေဟာဟစ်ဘိုလာရဲ့စည်ရေးခြေခံအဆောက်အအုံတွေကိုပဲတိတိကျကျပြစ်မှတ်ထားတာဖြစ်တယ်လို့အမြဲတမ်းပြောဆိုပါတယ်။ သူတို့ကတိုက်ခိုက်မှုမပြုတ်လောက်ခင်မှာအနီးအနားကအရက်သားတွေကိုမီတာ900กว่าကိုရှောင်ခိုင်းပြီးကြိုတင်သတိပေးခဲ့တယ်လို့တောင်ဆိုပါရယ်။ဒါပေမဲ့လက်ဗနွန်ဘက်ကတော့ဒီအဆိုကိုလုံးဝလက်မခံပါဘူး။သူတို့ကအစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာလူနေထူထဲတဲ့ရက်ွက်တွေခြေရွာတွေကိုတမင်တကာပိတ်မှတ်ထားတာဖြစ်ပြီးဒါဟာအပြစ်ခက်ရဲစဲရေးကိုချိုးဖောက်ပြီးအရက်သားတွေကိုရည်ရွယ်ချက်ရှိရှိပိတ်မှတ်ထားတာပဲဖြစ်တယ်လို့အခိုင်အမာတုံ့ပြန်ခဲ့ပါရယ်။အခုဖြစ်ပေါ်နေတဲ့တင်းမာမှုတွေဟာလေထဲကနေရုတ်တရက်ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ဒါဟာနှစ်ပေါင်းများစွာကြာမြင့်ခဲ့တဲ့ပဋိပက္ခရဲ့ ရှေ့လျားသောအဆက်ဆက်တွေရှိနေပါတယ်။အထူးသဖြင့်လွန်ခဲ့တဲ့တစ်နှစ်ကဖြစ်ပွားခဲ့တဲ့ဖြစ်ပျက်ကြီးတစ်ခုကအခုအချိန်တွေပေါ်မှာပြင်းထန်တဲ့အရေးထိုးနေသေးပါ။2024ခုနှစ်စက်တင်ဘာလတုန်းကအစ္စရေးဟာလက်ဗနွန်နိုင်ငံကိုခေတ်သစ်သမိုင်းမှာအပြင်းထန်ဆုံးနဲ့အသေးအပြောက်အများဆုံးလေကြောင်းတိုက်ခိုက်မှုတွေတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။အစ္စရေးရဲ့ပုံကျတိုက်ခိုက်မှုတွေကြောင့်လက်ဗနွန်နိုင်ငံရဲ့အရေးကြီးတဲ့ဒေသအများပြားမှာလူပေါင်း800နီးပါးသေဆုံးခဲ့ရပါတယ်။ဒါဟာ1990ပြည့်နှစ်ပြည်ရင်းစစ်ပြီးဆုံးသွားပြီးနောက်ပိုင်း လက်ဘနိုမှာဖြစ်ပွားခဲ့တဲ့အကြီးမားဆုံးခြေဝဲပွဲအားဖြစ်ရကြီးတစ်ခုဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။လူအသက်တွေဆုံးရှုံးခဲ့ုံသာမကပါဘူး။ပြည်သူတွေရဲ့နေအိမ်တွေဟာတစသည်ခြေမွသွားခဲ့ရပါတယ်။အရက်ပတ်အဆောက်အုံတွေဟာခြေမွပျက်စီးခဲ့ရပြီးအဲ့ဒီတိုက်ခိုက်မှုကြီးရဲ့နာကျင်ပွဲအမာရွတ်တွေဟာအခုချိန်ထိရှိနေတော့မှာပဲ။အဲ့ဒီတော့ကလည်းအစ္စရေးဟာသူတို့ရဲ့တိုက်ခိုက်မှုအလုံးဟစ်ဘိုလာရဲ့စစ်ရေးပြစ်မှတ်တွေကိုပဲဥတီခဲ့တာဖြစ်တယ်လို့အခိုင်အမာပြောဆိုခဲ့ပါတယ်။သူတို့ကဟစ်ဘိုလာဟာလက်နက်တွေဒုံးကျည်တွေဒရုန်းတွေကို အရက်ပတ်အဆောက်အုံတွေရဲ့နောက်ကွယ်မှာပုံအောင်တူလောင်ထားတယ်လို့ဆိုဆွဲခဲ့ပါတယ်။ကျွန်တော်တို့အခုဆက်ပြီးစမ်းသပ်ရမယ့်အချက်ကတော့အစ္စရေးရဲ့လက်ရှိလှုပ်ရှားမှုတွေဟာဘလောက်အထိတိကျတယ်လဲဆိုတာပါပဲ။လွန်ခဲ့တဲ့နှစ်ကလိုမျိုးရွာတွေကိုဘုံကျဲတာမျိုးထက်အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာအခုဆိုရင်ပိုပြီးတိကျနေတယ်။ပိုပြီးရွယ်ချက်ရှိနေတယ်လို့ထင်ရှားနေပါတယ်။သူတို့ဟာ Hezbollah ရဲ့အရေးပါတဲ့ခေါင်းဆောင်တွေကိုဥတီပြစ်မှတ်ထားတိုက်ခိုက်နေပုံပေါ်ပါတယ်။ဟာဆန်အဝီကဲ့သို့သောအဖွဲ့ရဲ့အဓိကလေကြောင်းရန်ကာကွယ်ရေးတာဝန်ခံတအူကြဆုံးသွားတယ်ဆိုတာတာမန်ကိစ္စမဟုတ်ပါဘူး။ ဒါဟာဟစ်ဘိုလာရဲ့နီးပညာပိုင်းဆိုင်ရာစွမ်းရည်နဲ့ကုတ်ကဲမှုစနစ်ကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်။တနည်းပြောရရင်သူတို့ရဲ့စစ်ရေးလှုပ်ဆောင်မှုအခြေခံကိုပါဖြိုခွင်းလိုက်တာနဲ့တူပါတယ်။အစ္စရေးရဲ့ယူရချက်ကဘာလဲ။အစ္စရေးရဲ့ပြစ်မှတ်ကရှင်းပါတယ်။သူတို့ဟာဟစ်ဘိုလာရဲ့စစ်ရေးစွမ်းရည်ကိုတဖြည်းဖြည်းချင်းချိနဲ့သွားအောင်လုပ်ဖို့ကြိုးစားနေတာပါ။အထူးသဖြင့်အဖွဲ့ရဲ့ထောက်လှမ်းရေးနဲ့လေတောင်းရန်ကာဝေးဆိုင်ရာတိုးတက်မှုတွေကိုဖန်တီးပေးနေတဲ့ပုံကိုယ်တွေကိုဖျက်ဆီးပစ်ဖို့ပဲဖြစ်ပါတယ်။ဒီလိုလှုပ်ချင်းအဖြစ်ဟစ်ဘိုလာရဲ့နီးပညာတိုးတက်မှုကိုအမြင့်ကနေဖျက်တောက်နိုင်မယ်လို့သူတို့မျှော်လင့်ပါတယ်။ ီတော့ခေါင်းဆောင်ပိုင်းကိုပြစ်မှတ်ထားခြင်းဟာ Hezbollah ရဲ့စစ်ရေးတုံ့ပြန်နိုင်ငံကိုတိတိတသားရောကြသည်ကိုရည်ရွယ်ထားတာပါဒီအချက်ကဘာကိုပြနေတယ်လဲဆိုတော့ Israel ဟာ Hezbollah နဲ့ပတ်သက်ပြီးစစ်ရေးပြူဟာအတွက်ကိုကျင့်သုံးနေပြီဖြစ်တယ်ဆိုတာပါပဲသူတို့ဟာထိရောက်မှုပုံမြင့်နဲ့စနေပိုင်းဆိုင်ရာပြည်စည်းမှုတွေပုံများတဲ့ချင်းကပ်ပုံကိုပြောင်းလဲကျင့်သုံးလာပြီဖြစ်ကြောင်းထင်ရှားနေပါတယ်။ဒီနေရာမှာမေးစရာရှိတာက Israel နဲ့ Hezbollah ကြားကတိုက်ပွဲတွေတိုင်းမှာ Hezbollah ရဲ့အရေးပါတဲ့ခေါင်းဆောင်တွေဟာ ။ဘာကြောင့်အစ္စရေးရဲ့လေတောင်းတိုက်ခိုက်မှုတွေကြောင့်တယောက်ပြီးတယောက်ကြဆုံးခဲ့ရတာလဲ။ဒါဟာမတော်တဆမှုမဟုတ်ပါဘူး။ဒါဟာအစ္စရေးရဲ့ဥကောင်းဖြတ်ချိန်မုံရေးလို့ခေါ်တဲ့မဟာပြူဟာရဲ့အစိပ်ပိုင်းပဲဖြစ်နိုင်ပါတယ်။ကောင်းတော်နေမရှိရင်စနစ်တစ်ခုလုံးပြိုလဲသွားမယ်လို့သူတို့တွတ်ထားတာပါ။ဒီပြူဟာရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ Hezbollah ရဲ့ထိတ်တန်းကောင်းဆောင်ကြီးတွေကိုကြည့်လိုက်ရအောင်။၁။ Saeed Hassan Nasrallah ပထမဆုံးကြာဆုံးခဲ့ရတာကတော့ Hezbollah ရဲ့ထုတ်ထိတ်ကောင်းဆောင်ဆယ်သူနှစ်ပေါင်းများစွာရပ်တည်ခဲ့တဲ့ Hassan Nasrallah ပါ။ ူဟာလက်ဗနွန်ရဲ့ခုခံတော်လှန်ရေးရဲ့ပြယုံလို့ဖြစ်နေသူပါ၂024ခုနှစ်မှာအစ္စရေးရဲ့ပြင်းထန်တဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်နက်ဆရာလာကြဆုံးခဲ့ရပါတယ်ဘေရွမြို့မှာအကြီးအကျယ်လေကြောင်းစစ်ဆင်ရေးတစ်ခုလှုပ်ဆောင်ခဲ့ပြီးနောက်မှာအစ္စရေးကသူ့ကိုတပ်ဖြတ်နိုင်ခဲ့ကြောင်းချက်ချင်းကြေညာခဲ့ပါတယ်မကြခင်မှာပဲဟစ်ဘိုလာကလည်းသူတို့ရဲ့ကောင်းဆောင်ကြဆုံးသွားကြောင်းဝန်ခံအတည်ပြုခဲ့ရပါတယ်နက်ဆရာလာရဲ့ကြဆုံးမှုဟာဟစ်ဘိုလာအတွက်ကောင်းဆောင်တစ်ယောက်ဆုံးရှုံးရုံသာမကပါဘူးသူတို့ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအားမန်တွေစီလုံးညီညွတ်မှုတွေကိုပါအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ် ဒါဟာအဖွဲ့အစည်းရဲ့အနာဂတ်အတွက်ပါစိုးရိမ်စရာအခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။နှစ်ဆာအီဟာရှင်ဆာဖီဒင်နက်ဆရာလာကြာဆုံးပြီးမကြာခင်မှာပဲဒုတိယမြောက်ထိတ်တန်းကောင်းဆောင်တို့ဦးဆုံးရှုံးခဲ့ရပြန်ပါတယ်။သူကတော့ဟစ်ဘိုလာရဲ့အလုံမှုတောင်ကောင်းစီဥက္ကဋ္ဌဖြစ်တဲ့ဟာရှင်ဆာဖီဒင်ပါပဲ။သူဟာဟစ်ဘိုလာရဲ့လှုပ်ရှားမှုတွေမှာအလွန်ဩဇာကြီးမားတဲ့အုပ်ချုပ်ရေးပိုင်းကိုကိုင်ရတဲ့ခေါင်းဆောင်တို့ဦးဖြစ်ပါတယ်။ဆာဖီဒင်နဲ့သူ့ရဲ့လှုပ်ဖော်ကိုင်မဲ့တချို့ဟာသူတို့ရှိနေတဲ့နေရာကိုအစ္စရေးကဘုံကျဲတိုက်ခိုက်ခဲ့ချိန်မှာအတူတကွကြာဆုံးခဲ့ရတာပါ။ ေါင်းဆောင်တရားကိုဆက်ခံမဲ့သူကိုပါထိမှန်အောင်ပြစ်မှတ်ထားကြတာထင်ရှားပါတယ်။၃ Ibrahim Akhi နောက်ထပ်ကြာဆုံးရတဲ့ရေးပါသူတဦးကတော့ Ibrahim Akhi ပါ။သူဟာ Hezbollah ရဲ့စစ်စင်ရေးမှုချုပ်ဖြစ်ပါတယ်။သူကအလွန်လျှို့ဝှက်စွာလှုပ်ရှားတတ်သူလူမြင်ကွင်းကိုရှောင်ရှားသူဖြစ်လူသိများပါတယ်။သူဟာဘေရွတ်မြို့မှာ Hezbollah နဲ့ Palestine အဖွဲ့တစ်ခုတို့လျှို့ဝှက်စည်းဝေးလုပ်နေစမှာ Israel ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ကြာဆုံးခဲ့ရတာပါ။အခီးဟာနောက်ွယ်ကနေအလုလုသူဖြစ်ပေမဲ့ ဟစ်ဘိုလာရဲ့စစ်ရေးရန်ရမှာအလွန်အရေးပါတဲ့အခမ်းကဏ္ဍကနေပါဝင်ခဲ့သူပါ။တရင်ရင်းမြစ်တော်တော်များများကသူ့ကိုဟစ်ဘိုလာရဲ့အမြင့်ဆုံးစစ်ဘက်ဆိုင်ရာခေါင်းဆောင်လူသိရှင်ကြားမကြေညာတဲ့စစ်စင်ရေးများစွာရဲ့ပင်မချုပ်ကင်သူဖြစ်တယ်လို့သတ်မှတ်ထားကြပါတယ်။ဒီလိုအဓိကခေါင်းဆောင်တွေဇက်တိုက်ကြဆုံးခဲ့ရတာဟာဟစ်ဘိုလာရဲ့စွမ်းဆောင်ရည်နဲ့စိတ်သက်ပိုင်းဆိုင်ရာကိုဘလောက်အထိထိခိုက်စေခဲ့တယ်လဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမယ့်အချက်ဖြစ်ပါတယ်။ဒါပေမဲ့အစ္စရေးကလက်ဗနွန်ကိုတိုက်ခိုက်မှုတွေလို့တိုင်းဟစ်ဘိုလာကပေတုံးကမှတိတ်တဆိတ်ငြိမ်ခံနေခဲ့တာမျိုးမရှိပါဘူး။ သူတို့ဟာအချိန်ကိုစောင့်နိုင်ပြီးရန်သူကိုမဖြစ်မနေတုံ့ပြန်လာအောင်ဖိအားပေးနိုင်တဲ့နိလန့်တွေနဲ့ပြန်လည်ထိုးနှက်လေရှိပါတယ်။ဒါဟာသူတို့ရဲ့စိတ်ရည်မူပါလာပါပဲ။အပြင်းထန်ဆုံးတုံ့ပြန်မှုတွေတကတခုကတော့2024ခုနှစ်နိုဝင်ဘာလ24ရက်နေ့မှာဖြစ်ပွားခဲ့ပါတယ်။ Hezbollah ဟာ Israel ရဲ့စီးပွားရေးမြို့တော်အဓိကဗဟိုချက်မှဖြစ်တဲ့ Tel Aviv မြို့အနီးကဒေသတွေကိုဒုံးကျည်အမြောင်များနဲ့ပစ်ခတ်ခဲ့ပါတယ်။အထူးသဖြင့်မြို့ရဲ့အရှေ့ဘက်က Peter ဒေသမှာ နေအိမ်တချို့မှာ ထိခိုက်ပျက်စီးပြီးလူတချို့လည်းဒဏ်ရာရရှိခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာစိတ်သက်စစ်စင်ရေးတစ်ခုလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Israel ရဲ့ Iron Dome တန်ကွန်ချာစနစ်ကိုတော့ကျော်လွှားပြီးဒုံးကျည်တွေမြို့တော်နာထီရောက်လာနိုင်တယ်ဆိုတာကိုပြသခဲ့တာကြောင့်ပါပဲ။ Israel စစ်တပ်ကတော့ Hezbollah ဟာသူတို့နိုင်ငံဘက်ကိုဒုံးကျည်အစင်း250လောက်ပြက်ခတ်ခဲ့တယ်လို့တရားဝင်အတည်ပြုခဲ့ပါတယ်။ဟုတ်ပါတယ်။အများစုကိုသူတို့ရဲ့ Iron Dome လို့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကကြားဖြတ်ဟန်တားနိုင်ခဲ့တယ်ဆိုပေမဲ့အားလုံးကိုတော့မတားဆီးနိုင်ခဲ့ပါဘူး။ အစ္စရေးမျိုးအများပြားမှာလေကြောင်းရန်တတိပေးအိုဝေါ်တန်တွေစုညံသွားမြည်ဟီးခဲ့ပြီးပြည်သူထောင်ပေါင်းများစွာဟာဘေးလွယာဘန်ဂါရီတဲကိုအလူရက်ပြေးဝင်ခဲ့ရပါတယ်။ဒါဟာမြို့ပြလူထုအတွက်ကြီးမားတဲ့ထိတ်လန့်စရာအတွေ့အကြုံပါပဲ။အလားတူပဲ2024ခုနှစ်စက်တင်ဘာလတုန်းကအစ္စရေးကလဘနွန်ကိုအကြီးအကျယ်တိုက်ခိုက်ခဲ့တဲ့နေ့မှာပဲဟက်စ်ဘိုလာဟာအစ္စရေးရဲ့တတိယအကြီးဆုံးမြို့ထက်မြို့ဖြစ်တဲ့ဟိုင်ဖာမြို့ကိုဒုံးကျည်တရား80နဲ့ချက်ချင်းပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီညကဟိုင်ဖာမြို့ကောင်းကင်ရံဟာဂျားဖြတ်ဟန်တာရေးဒုံးကျည်တွေရဲ့အလင်းရောင်တွေ ပေါက်ကွဲတံတွေနဲ့ပြည့်နှံ့နေခဲ့ပြီးမြို့တစ်ခုလုံးမီးတောင်မီးလျံတွေဖုံးလွှမ်းသွားခဲ့ပါတယ်။နောက်ထပ်သတင်းပတ်အနေငယ်ကြာဂျူးလူမျိုးတွေအတွက်အထွတ်မြတ်ထားရာယွန်ကီပူးပွဲတော်နေမှာလဲဟစ်စပိုလာကနောက်ထပ်တိုက်ခိုက်မှုတစ်ခုကိုလှုပ်ဆောင်ခဲ့ပါတယ်။အော်တိုဘာလာ17ရက်နဲ့12ရက်နှစ်ရက်ဆက်တိုက်သူတို့ဟာပြည့်မှတ်တွေကိုဒုံးကျည်320နဲ့ပြစ်ခတ်ခဲ့ပါတယ်။ဒီလိုပြင်းထန်တဲ့တုံ့ပြန်မှုတွေကဟစ်စပိုလာရဲ့စွမ်းဆောင်ရင်နဲ့သူတို့ရဲ့လက်တုံပြန်လို့စိတ်ဘလောက်ပြင်းထန်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြသနေပါတယ်။ သူတို့ဟာအစ္စရေးရဲ့တိုက်ခိုက်မှုတွေကိုလုံးဝအလျှော့ပေးမှာမဟုတ်ဘူးဆိုတော့သတင်းစကားကိုပေးပို့နေတာဖြစ်ပါတယ်။ Hezbollah ဟာအစ္စရေးရဲ့တိုက်ခိုက်မှုတိုင်းကိုအင်အားပြင်းပြင်းနဲ့အမြဲတမ်းတုံ့ပြန်နေရှိတာကိုကြည်ကျင်းအဖြစ်လေ့လာသူအများပြားကအခုနောက်ဆုံးအော်တိုဝါလာ၁၇ရက်နေ့တိုက်ခိုက်မှုအတွက်လက်တုံ့ပြန်မှုဟာအချိန်မရွေးဖြစ်လာနိုင်တယ်လို့ယုံကြည်နေကြပါတယ်။သူတို့ရဲ့ခံယူချက်ကရှင်းပါတယ်။လက်ပနိုမြေပေါ်ကြောက်ရောက်လာတဲ့ဘုံတလုံးတိုင်းဟာသူတို့အတွက်ခုခံတော်လှန်ဖို့ခေါ်တန်တစ်ခုပါပဲ။အရတားတွေတေဆုံးတန်ရာရစေတဲ့အပြင် အစ္စရေးရဲ့တိုက်ခိုက်မှုတွေဟာဟစ်ဘိုလာကပြန်လည်ထူထောင်နေတဲ့အခြေခံအဆောက်အုံတွေကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒါကြောင့်လက်တုံ့ပြန်မှုဟာမလွဲမသွေဖြစ်လာမှာပါ။ကျွန်တော်တို့နားလည်ထားရမှာကဟစ်ဘိုလာဆိုတာတာမန်ပြည်သူစစ်အဖွဲ့လေးတခုမဟုတ်ပါဘူး။သူတို့ဟာအီရန်နိုင်ငံရဲ့ဒိုက်ရိုက်အထောက်ပံ့ကိုရရှိထားပါတယ်။ဒါကြောင့်သူတို့ဟာအာရက်ကဘာမှာအဖွဲ့စည်းခိုင်မာသောလက်နက်အင်အားအတောင့်တင်းဆုံးစစ်သွေးကြောအဖွဲ့တခုဖြစ်နေပါတယ်။သူတို့ရဲ့အတွင်းပိုင်းဖွဲ့စည်းပုံကစနစ်ကြတယ်။ကိုယ်ကဲမှုစနစ်ကခိုင်မာတယ်။ အရေးကြီးဆုံးကတော့လက်နက်အင်အားကအလွန်များပြပါတယ်။အစ္စရေးကတော့သူတို့ကိုသူတို့ရဲ့မြောက်ပိုင်းနယ်စပ်ကအပြင်းထန်ဆုံးချိန်ချောင်မှုအဖြစ်တရားဝင်သတ်မှတ်ထားပါတယ်။လေလာသုံးသက်သူတွေရဲ့ခံမှန်းချက်ရ Hezbollah ဟာအခုချိန်မှာဒုံးကျည်စုစုပေါင်းတသိန်းခွဲကျော်ပိုင်ဆိုင်ထားနိုင်ပြီးအဲ့ဒီထဲမှာတိကျတဲ့ပယ်ထိန်ဒုံးကျည်အများပြားလည်းပါဝင်ပါတယ်။ဒီလိုတိကျတဲ့ဒုံးကျည်တွေကအစ္စရေးအတွက်အကြီးမားဆုံးကောင်းခဲစရာပါပဲ။ဒီလက်နက်အများစုကိုအီရန်တရုတ်ရုရှားတို့ကနေတိုက်ရိုက်ဖြစ်စေစီးရီးယားကုန်းလမ်းကနေတဆင့်ဖြစ်စေရရှိထားတာဖြစ်ပါတယ်။ ဒုံးကြီးတွေပြင်ဟစ်စပိုလာမှာတခြားအဆင့်မြင့်လက်နက်တွေဥပမာ တင်ကားဖြတ်ဒုံးကြီးလေယာဉ်ပစ်ဒုံးကြီးဒရုန်းတွေလည်းပိုင်ဆိုင်ထားပါသေးတယ်။ဒါကြောင့်မလို့ဒီလိုအင်အားကြီးမတဲ့အဖွဲ့အစည်းဖြစ်တဲ့ဟစ်စပိုလာကဘယ်အချိန်ဘလို့ပုံစံနဲ့လက်တုံပြန်လာမလဲဆိုတာကိုအစ္စရေးရောကဘာကပါရင်တမမနဲ့စောင့်ကြည့်နေရတဲ့အခြေအနေဖြစ်နေပါကြောင်းတင်ပြရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတော့တယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။